ချင်းဖို့စကားပြီးပြီးချင်းမှာပဲ3500ကားကြီးကိုချက်ချင်းလက်ငင်းဝယ်ယူလိုက်နိုင်တဲ့ဝေလာရှိ မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်ကျောင်းရလေးကတော့ကျင်းပေါ်ဇလန်ပီပီကျင်းပါပဲတိန်းထောင်ကြည်တန်ကားကြီးဝင်ယူလိုက်နိုင်သူတက်သစ္စာမင်းသမီးလေးဝေလာရဲ့ကျောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင် MRTV4 ရဲ့ဇလန်တွယ်မင်းသမီးလေးဖြစ်ကနေဝေလာကြီးကတော့ခုချိန်မှာအောင်မြင်မှုတွေများစွာစုခုရအောင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဝေလာကြီးကလက်ရှိမှာကျင်းပေါ်ရုပ်တံဇလန်တွယ်တွေကမမတ်မီစရုပ်နဲ့ပရိသတ်တွေရဲ့တကယ်နဲ့အားပေးမှုကိုရရှိကြတာလေးဖြစ်ပါတယ်မင်းသမီးဝေလာကြီးကမင်းသမီးဖြစ်နိုင်မယ့်စရုပ်မျိုးခနာကိုချိုးစားရှိသူ မဟုတ်ဘူးဆိုတော့အနေခံရမှုတွေများစွာကနေအနုပညာလောကထဲမှာနေရာတစ်ခုရှာတဲ့အထိအမြင်လာခဲ့တာဖြစ်ပြီးသူမကိုသူမလည်းနမည်ကြီးမင်းသမီးတယောက်ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့အမြဲတွေ့ထင်ခဲ့သူပါဝေလာရအခုချိန်မှာတော့သူမကိုဒီလိုပြောဆိုနှိချခဲ့ကြသူတွေကိုအကောင်းဆုံးလုပ်ပြနိုင်ခဲ့ပြီးသူမရဲ့နမည်တစ်ခုနဲ့အနုပညာလောကထဲမှာရှက်တည်နိုင်ခဲ့ပြီပဲဖြစ်ပါသည်သူမပါဝင်ထားတဲ့ကျင်ပေါ်ဇလန်းတွေရလေးလက်ရှိမှာပရိသတ်တွေရဲ့တခဲနဲ့အားပေးမှုတွေရရှိထားပြီးတော့သူမရဲ့ character မမဲမီဟာလေပရိသတ်တွေရဲ့အားပေးမှုရရှိသော ကာရီတာဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုသူမရင်အောင်မြင်ခဲ့တဲ့ကျင်းပေါ်စကားကြီးဆက်သိမ်းပြီးပြီးချင်းနောက်နေမှာပဲဝေလာရှိဟာသူမရန်လိုချင်နေတဲ့ဇက်တော်ကားတစ်ကြီးကိုဝေလငင်းပေးချေကဝယ်ယူနိုင်တာပဲဖြစ်ပါတယ်။ကာလာတံမိုးရ3500ကျော်တံပိုးရှိတဲ့ကားတစ်ကြီးကိုဝယ်ယူခဲ့တာဖြစ်ပြီးတော့သူမရန်လိုချင်နေတဲ့ကားလေးတစ်စီးကိုမနဲ့မှဝယ်ယူရင်လည်းရပါပဲ။သူများရှူမှာဆိုလို့ညာတိချင်းမေးတွားရောက်ငွေချေဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။ ဝေလာကြီးဟာအသက်အရွယ်ပိုင်းမှာလည်းငယ်ရွယ်သေးသလိုရုပ်ရှင်လောကရဲ့ရောက်ရှိတာမကြသေးပေမယ့်အခုလိုအာမြင်မှုတွေစုခုနိုင်ခဲ့တာပဲဖြစ်ပါရည်။အိမ်ရဲ့ငယ်ဆုံးသမီးဖြစ်ပေမယ့်သူမရဲ့လိုအားကလည်းအိမ်ကိုထောက်ပံ့ပေးထားနိုင်ခဲ့သလိုသူမလိုချင်တဲ့အရာတွေကိုချက်ချင်းထားဝယ်နိုင်တဲ့အတိတ်သူမဟာနုပညာလုပ်ငန်းကောင်းဝင်ငွေတွေမြောက်များရှာဖွေနိုင်ခဲ့ပြီပဲဖြစ်ပါရည်။သူမရဲ့ပရိသတ်ကတော့အသက်အရွယ်ငယ်လေးနဲ့အခုလိုအာမြင်မှုတွေရရှိထားတဲ့သူမကိုအခုလိုချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ကြတာပဲဖြစ်ပါရည်။အသက်အရွယ်ငယ်လေးနဲ့အခုလိုဖြစ်လာတာကံကြောင့်လည်းပါသလို ကြိုးစားမှုကြောင့်လဲပါရီအဲ့အတွက်ချီးကျူးပါရီရှေ့ဆက်ပြီးတော့လဲအောင်မြင်ပါစေအမှုပညာရှင်တွေဇလန်းတွေတတွေကိုဘလောက်ရှားကြတယ်မသိဘူးခဏလေးနဲ့တိုက်တွေကားတွေနဲ့ဖြစ်သွားကြတာ အရန်တရုပ်ဆောင်တဲ့လူကျန်းလေးတွေရဲ့ဘဝကတော့ဗနနိနေနေဒုံရင်ကဒုံရင်ပဲမိဘပေါ်မှာမိသားစုပေါ်မှာတီးတက်လိမ်မာတဲ့တမီလေးဒီထက်မကအောင်မြင်ပါစေလူတိုင်းတတိုင်းရပါစေလို့ဆုတောင်းပေးနေတယ်။နင်းနေနမဲကြီးတာနဲ့အောက်ခြေလွတ်ပြီးလိုင်းဖို့ကုတ်တင်ကြွားပြတဲ့ပုံစံမျိုးမဖြစ်သွားအောင်ကိုယ့်ကိုယ်ထိန်းသိမ်းနိုင်ပါစေလူများတစ်ခါရောက်နေကြတဲ့အချိန်မှာကိုယ့်ရဲ့သုံးဖြုတ်တဲ့အကြောင်းတွေကိုချမပြတင်မှုအခုမှနမဲလေးရမယ်ရှိသေးတာလူမြင်ကက်စရာဖြစ်တော့မယ်စသည်ဖြင့်ဝင်ရောက်ထောက်ပြပြောဆိုခဲ့ကြတာပဲဖြစ်ပါရည်ပရိသတ်ကြီးတို့ရောကျင်းဖော်ရုပ်တန်ဇလန်တွေရဲ့အောင် င်မြင်မှုကြောင့်တင်းထောင်ကျော်တဲ့ကားတက်ကြီးပါချက်ချင်းဝေယူလိုက်နိုင်တဲ့မင်းသမီးလေးဝေလာရည်နဲ့ထက်တူဝမ်းသာမိကြလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။အာဘိနာစင်ကဲကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလဲစိတ်ဝင်စားစရာအကောင်းနဲ့ဆယ်လီရီနုပညာရှင်ရဲ့ဒရင်းနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တော်မေးပါနဲ့အောင်ရှင်။အာဘိနာစင်ကဲကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။